မင်္ဂလာပါရှင်ခေတ္တတယ်လီဗီရှင်း channel မှာသတင်းများကိုတင်ဆက်ပြီးသွားမှာဖြစ်ပါတယ်အခုပထမဆုံးတင်ဆက်ပေးမယ့်သတင်းကတော့ပျော်ပွင့်မျိုးနဲ့ညောင်ကုန်းရဲစခန်းအနီးစက်ကြီးကောက်နေသောစစ်သားများကိုဝင်ရောက်တိုက်ခိုက်မှုအရာကံပိုတအုပ်အပါဝင်၄ဦးသေဆုံးပြီးတနက်၃လက်ထိစီရရှိတဲ့ဆိုတဲ့သတင်းကိုတင်ဆက်ပြီးသွားမှာဖြစ်ပါတယ်မန္တလေးတိုင်းပျော်ပွင့်မျိုးနဲ့ညောင်ကုန်းရဲစခန်းအနီးစက်ကြီးကောက်နေသောစစ်သားများကိုဝင်ရောက်တိုက်ခိုက်ခဲ့ရာအရာကံပိုတအုပ်အပါဝင် လေးဦးသေဆုံးပြီးတနတ်သုံးလက်သိမ်းဆီးရရှိခဲ့ကြောင်းအောင်ဆန်းလန်နတ်မောက်အောင်ဆန်းမြေအဖွဲ့မှထာဝန်ရှိသူတို့ကသတင်းဌာနသို့ပြောကြားပါရင်ရှမနီဇွန်လ26ရက်နေ့နနက်၈နာရီခန့်တွင်ပျော်ပွေမြို့နယ်ညောင်ကုန်းရက်စက်ခန့်အနီးစက်ကြီးကောက်နေသောစစ်သားရဲနှင့်ဖြူစော်တီများကိုတော်လရေးတပ်ဖွဲ့များကဝင်ရောက်တိုက်ခိုက်ခဲ့ရာအရာခံဗိုလ်တပ်ဦးအပါအဝင်စစ်သားလေးဦးသေဆုံးပြီးချန်ရဲတပ်ဦးနှင့်ဖြူစော်တီတပ်ဦးတို့ထွက်ပြေးလွတ်မြောက်သွားကြောင်းသိရပါတယ်။ တည်ဆုံသွားသောအကြံဖက်စစ်ကောင်စီတပ်သားများထံမှ MA1 အမျိုးအစားတနက်၃လံ9.56ကြီ64တောင်းခရီးသွားပြည်သူများထံမှအတင်းအဓမ္မစက်ကြီးကောက်ခံထားသောငွေကျပ်3,8500တိန်းနဲ့ဖုန်းနှလုံးတို့ကိုတင်စီရရှိခဲ့ကြောင်းသိရပါတယ်။မနက်၈နာရီလောက်ဝင်တိုက်တာရဲစခန်းနဲ့နှီးကပ်နေတာမို့9မိနစ်အတွင်း3မိနစ်နဲ့ပွဲအပီအောင်မြင်အောင်ကနိုင်ခဲ့တာပါ။စစ်ကူကဘေးနှက်ဘက်ကရဲတွေရှိတဲ့9မိနစ်လောက်ခရီးကို10နာရီလောက်ကြာမှရောက်လာတာ။ ကျွန်တော်တို့က local pdf ဖြစ်နေလို့ပြည်သူတွေရဲ့ထောက်ပံ့မှုနဲ့ mission ဖော်ဆောင်နေတာ ဖြစ်ပါတယ်ပြည်သူတွေဒီထက်ပိုမှုဖြည့်ပေးမယ်ဆိုရင်ဒီထက်ပိုလှတဲ့ပွဲတွေကပေးနိုင်ပါတယ်ဟု အောင်ဆန်းလက်နှစ်မောက်အောင်ဆန်းမြေအဖွဲ့မှတာဝန်ရှိသူတဦးကတည်င်းဌာနသို့ပြောကြားပါရယ်အဆိုပါတိုက်ခိုက်မှုကိုအောင်ဆန်းလက်နှစ်မောက်အောင်ဆန်းမြေအဖွဲ့မှခြေလင်းဝင်ရောက်တိုက်ခိုက်ခဲ့ခြင်းဖြစ်ပြီးပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ဝင်များအထိခိုက်မရှိပြန်လည်ဆုတ်ခွာနိုင်ခဲ့ကြောင်းနှစ်မောက်မြို့နယ်အတွင်းရှိစစ်သားရဲပြူစော်တီများအနေဖြင့်အလင်းဝင်ရောက်ကြရန်တိုက်တွန်းထားပါရယ် ဆက်လက်ပြီးပွင့်ဖြူမြို့နယ်တွင်စစ်တပ်ရင်နံကိုမိုင်းဆွဲပစ်ခတ်တိုက်ခိုက်မှုစစ်ကောင်စီတပ်သား6ဦးသေဆုံးနေဆိုတဲ့သတင်းကိုတင်ဆက်ပြီးသွားမှာဖြစ်ပါတယ်။မကွေတိုင်းပွင့်ဖြူမြို့နယ်တွင်အကြမ်းဖက်စစ်တပ်ရင်ကို မိုင်းဆွဲပစ်ခတ်တိုက်ခိုက်ခဲ့ရာစစ်သား6ဦးသေဆုံးခဲ့ကြောင်းပွင့်ဖြူမြို့နယ်ပြည်သူ့ကာကွယ်ရေးအဖွဲ့မှပြောဆိုပါတယ်။စောလာ24ရက်နေ့နနက်8:54မိနစ်ခန့်တွင်ပွင့်ဖြူမြို့နယ်ထိန်အိုင်ကျေးရွာမြောက်ဘက်ကို အင်းအား200ဝန်းကျင်ပါစစ်ကားကိုစီဖြင့်ထွက်လာသောစစ်ကောင်စီတပ်သားများကိုတော်လရေးတပ်ဖွဲ့များကမိုင်းဆွဲတိုက်ခိုက်ခဲ့ခြင်းဖြစ်ကြောင်းသိရပါသည်။ရင်းတို့မိုင်းဆွဲတိုက်ခိုက်ပြီးနောက်တော်လရေးတပ်ဖွဲ့များကလက်နေငယ်များဖြင့်ဝိုင်းဝန်းပစ်ခတ်တိုက်ခိုက်ခဲ့ပြီးအပြန်အလှန်ပစ်ခတ်တိုက်ပွဲမိနစ်30ဝန်းကျင်ခန့်ဖြစ်ပွားခဲ့ကြောင်းသိရပါသည်။ထို့တိုက်ခိုက်မှုအတွင် အကြမ်းဖက်စစ်ကောင်စီတပ်သား6ဦးသေဆုံးကထိခိုက်ဒဏ်ရာရရှိသူများနှင့်စစ်သားမတအလောင်းများကိုအင်စီကများဖြင့် မကွေးစစ်ဆေးရုံတို့တည်ဆောင်သွားကြောင်းသိရပါတယ်။အဆိုပါတိုက်ခိုက်မှုကပြည်သူကာကွယ်ရေးအဖွဲ့၊ပွင့်ဖြူမျိုးနဲ့ပါကာဖာပွင့်ဖြူနဲ့ပွင့်ဖြူ different form ပွင့်ဖြူကာကွယ်ရေးတပ်တို့ကပူးပေါင်းလှုပ်ဆောင်ခဲ့ကြောင်းသိရပါတယ်။ဆလပင်ကံမာတွင်စစ်တပ်ရိတ်ခါပို့စစ်ကြောင်းကိုမိုင်းဆွဲတိုက်ခိုက်မှုစစ်ကောင်စီတပ်သားများထိခိုက်တေဆုံးမှုရှိတဲ့ဆိုတဲ့သတင်းကိုတင်ဆက်ပေးသွားမှာဖြစ်ပါတယ်။မကွေတိုင်းပခုတ်ကူမျိုးနဲ့ကံမာမျိုးတွင် အကြံဖတ်စစ်တပ်ရိတ်ခါပုံစစ်တောင်းကိုမိုင်းဆွဲတိုက်ခိုက်ရာစစ်ကောင်စီတပ်သားများထိခိုက်ဒေဆုံးမှုရှိကြောင်းကမ္မဒေသတော်လှန်ရေးတပ်ပေါင်းစုမှတာဝန်ရှိသူတဦးကသတင်းဌာနသို့ပြောကြားပါရယ်မေလ31ရက်နေ့မှစတင်ပြီးပခုတ်ကူတပ်မှတရတင်မှထွက်လာသောအကြံဖတ်စစ်တပ်၏ဒုတပ်မှမူဦးဆောင်သောကားအစီးရေ120ကျော်ခန့်နှင့်စစ်ကောင်စီတပ်သားအင်အား1000ခန့်ပါဝင်သောရိတ်ခါပုံစစ်တောင်းသည်ပေါင်မြို့နယ်အတွင်းကိုထွက်ခွာလာခြင်းဖြစ်ကြောင်းသိရပါရယ် အဆိုပါအကြမ်းဖက်စစ်တပ်စစ်ကြောင်းကိုဇွန်လ3ရက်နေ့တွင်တော်လန်ရေးတပ်ဖွဲ့များကပခုတ်ကူကံမှာလမ်းပိုက်တနေရာတွင်မိုင်းဆွဲတိုက်ခိုက်ခဲ့ပြီးအကြမ်းဖက်စစ်ကောင်စီတပ်သားများထိခိုက်ဒေဆုံးမှုရှိတော်လဲအရေးအတွက်ကိုအတည်ပြုနိုင်ခြင်းမရှိသေးကြောင်းသိရပါသည်။ရင်းစစ်ကြောင်းကိုလက်ရှိချိန်ထိတော်လန်ရေးတပ်ဖွဲ့များကလိုက်လံတိုက်ခိုက်နေဆဲဖြစ်ပြီးအကြမ်းဖက်စစ်တပ်စစ်ကောင်စီတပ်သားများရှေ့ဆက်မတိုးနိုင်ရန်တားဆီးပိတ်ဆို့တိုက်ခိုက်မှုများဆက်လက်လှုပ်ဆောင်နေကြောင်းသိရှိရပါသည်။ဇွန်လ24ရက်နေ့ 25ရက်နေ့တွင်အဆိုပါအကြမ်းဖက်စစ်တပ်စစ်ကြောင်းမှစေကောင်စီတပ်သား2ဦးသည်လည်းတော်လရေးတပ်ဖွဲ့များထံအလင်းဝင်ရောက်ခဲ့ကြောင်းထို့ပြင်စစ်ကောင်စီတပ်သားများမိုင်းရှင်းလင်းရေးပြုလုပ်စဉ်ထိခိုက်ပျက်စီးခဲ့သည့်မြေတူးရင်တစီတင်စီရရှိခဲ့ကြောင်းသိရပါသည် ်ထိုအကြံဖတ်စစ်တဲ့စစ်ကြောင်းသည်ပြည်သူ၃ဦးကိုလည်းဖမ်းဆီးတပ်ဖြတ်ခဲ့ပြီးပြည်သူ၁၅ဦးကိုလည်းလူသားတိုင်းအဖြစ်ဆက်လက်ဖမ်းဆီးထားကြောင်းအကြံဖတ်စစ်တပ်ကပြည်သူများနေထိုင်သည့်ခြေရွာများသာသနာအစအဦးများနှင့်စစ်ရှောင်ပြည်သူများကိုလေရင်ဖြင့်ပုံကျဲတိုက်ခိုက်ခြင်းကြောင့်ပြည်သူ၄ဦးသေဆုံးခဲ့ကြောင်းသိရပါသည် ကျွန်တော်တို့မိုင်းဆွဲတိုက်ခိုက်ခဲ့တာကဇွန်လ3ရက်နေ့မှာမိုင်းဆွဲခဲ့တာပါစစ်ခွေးတွေထိခိုက်သေးဆုံးမှုရှိပါတယ်တိုက်ပွဲကတော့ဆက်လက်ဖြစ်နေတုန်းဆိုတော့စစ်ခွေးတေစရင်တွေကိုထပ်မံထုတ်ပြန်သွားပါမယ်ဟုကာမဒေတာဒေါ်လန်ရေးတပ်ပေါင်းစုမှတာဝန်ရှိသူတအူကပြောဆိုပါတယ်အဆိုပါအကြံဖက်စစ်တပ်ရိတ်ခါပို့စစ်ကြောင်းကိုကာမတပ်ပေါင်းစုမြိုင်ပကဖာပောက်ပကဖာပကုတ်ကူခရိုင်တပ်ရင်းများအမတ်ရှိစစ်ကြောင်းနဲ့လိုကယ်တပ်ပေါင်းစုများကလိုက်လံတိုက်ခိုက်နေခြင်းဖြစ်ကြောင်းသိရပါတယ် ဆက်လက်ပြီးညင်းမှုနှင့်တရက်ချောင်းမျိုးနယ်တို့တွင်စစ်တပ်တပ်ဆွဲထားသောနေရာများကိုဒရုန်းဖြင့်ပုံကျဲတိုက်ခိုက်မှုစစ်ကောင်စီတပ်သားတအူသိဆုံးနိုင်ဆိုတဲ့သတင်းကိုတင်ဆက်ပေးသွားမှာဖြစ်ပါတယ်။စကိုင်းတိုင်းညင်းမှုမျိုးနယ်ဂွေးပင်တော်ကြီးရွာရှိစစ်တပ်အထိုင်စခန်းကိုဒရုန်းဖြင့်ပုံကျဲတိုက်ခိုက်ခဲ့ရာစစ်ကောင်စီတပ်သားများထိခိုက်မှုရှိကြောင်း TGYR ကြောက်ကြားတပ်ဖွဲ့မှထောင်ဝင်ရှိသူတအူကသတင်းဌာနသို့ပြောကြားပါတယ်။စောလာ၂၄ရက်နနက်၁၀နာရီ၃၀မိနစ်တွင် ညင်းမူမျိုးနဲ့ဂွေးပင်တော်ကြီးရွာရှိအကြမ်းဖက်စစ်တပ်ကင်းပုံများနဲ့အထိုင်စခန်းကိုတော်လန်ရေးတပ်ဖွဲ့များကဒရုန်းဖြင့်ပုံကျဲတိုက်ခိုက်ခဲ့ကြောင်းယင်းတိုက်ခိုက်မှုအတွင်အကြမ်းဖက်စစ်ကောင်စီတပ်သားများထိခိုက်မှုရှိတော်လဲအရေးအတွက်ကိုအတည်ပြုနိုင်ခြင်းမရှိသေးကြောင်းသိရပါသည်ထိုတိုက်ခိုက်မှုအတွင်အကြံဖက်စစ်ကောင်စီတပ်သားများကလည်းလက်နက်ကြီးလက်နက်ငယ်များဖြင့်ရန်တမ်းပစ်ခတ်တိုက်ခိုက်ခဲ့ရာထော်လန်ရေးတပ်ဖွဲ့ဝင်များအထိခိုက်မရှိပြန်လည်ဆုတ်ခွာနိုင်ခဲ့တော့လဲဒရုန်းနှစ်စီးပြတ်ကျဆုံးရှုံးခဲ့ကြောင်းသိရပါတယ် စက်ခရီထိခိုက်မှုကတော့ရှိနိုင်ပါတယ်တိုက်ခိုက်မှုအတွင်မှာ drone နှစ်စီးပြတ်ကျခဲ့ပါတယ်ပြန်ပစ်တာတွေလည်းရှိပါတယ်ကျွန်တော်တို့တပ်ဖွဲ့အနေနဲ့နေမြေပိုင်းခြားထားတာမျိုးမရှိပါဘူး drone တိုက်ခိုက်ရေးအဖွဲ့တွေမြေပြင်တိုက်ခိုက်ရေးအဖွဲ့တွေဟာလိုအပ်ရင်လိုအပ်လာသလိုအကူအညီတောင်းခံရင်တွားရောက်တိုက်ခိုက်နေပါတယ်ဒါကြောင့်ပါဝင် ထောက်ပံ့ပေးကြဖို့နဲ့တော်လန်ရေးအမြန်အောင်အောင်အားတင်းပေးထားပါလို့မြစ်တာရက်ခံပါတယ်ဟု TGY အပြောက်ကြားတပ်ဖွဲ့မှတာဝန်ရှိသူတို့ကသတင်းဌာနသို့ပြောကြားပါတယ် အဆိုပါတိုက်ခိုက်မှုကို TGYR Youth Guerrilla Counter Revolution and Z ပျောက် जा တပ်ဖွဲ့မှ TGYR drone သင်ညင်းမှုမျိုးနဲ့ပါကာဖာ Black Eagle အေယာမွေပွေးတပ်ဖွဲ့နဲ့ငန်းစုံမျိုးနဲ့ပါကာဖာတိုက်နယ်တိတို့ပူးပေါင်းကတိုက်ခိုက်ခဲ့ခြင်းဖြစ်ကြောင်းသိရပါတယ်။အလားတူတနင်္သာရီတိုင်းတရက်ချောင်းမြို့နယ်ရှိ ပြင်းဖြူရွာဖုံကြီးကျောင်းတွင်ခိတတက်ဆွဲထားသောစစ်ကောင်စီတပ်သားများကို drone ဖြင့်ပုံကျဲတိုက်ခိုက်ခဲ့ရာစစ်တပ်ဘက်မှတအူးသေဆုံးကြောင်း T5 ဝင်းအဖွဲ့ကပြောဆိုပါရယ်မေလ29ရက်နေ့တွင်တရက်ချောင်းမြို့မှဝင်းဝစခန်းကိုတက်အင်အားတိုးရန်စစ်ကြောင်းထုတ်လာသော အကြမ်းဖက်ဆက်ကောင်စီတပ်သားအင်အား80ခန့်သည် ပြင်းဖြူသားဖုံကြီးကြောင်း၌ခေတ္တခဏတန်ဆွဲ၍ရေချိုးနေချိန်တော်လန်ရေးတပ်ဖွဲ့များကဒရုန်းဖြင့်ပုံကျဲတိုက်ခိုက်ခဲ့ခြင်းဖြစ်ကြောင်းသိရပါရယ်ရင်တိုက်ခိုက်မှုအတွင်အချမ်းဖက်စစ်ကောင်စီတပ်သားတအူတည်ဆုံခဲ့ပြီး၄ဦးပြင်းထန်ဒဏ်ရာရရှိကာတော်လန်ရေးတပ်ဖွဲ့ဝင်များအထိကိမရှိပြန်လည်ဆုတ်ခွာနိုင်ခဲ့ကြောင်းသိရပါရယ် အဆိုပါတိုက်ခိုက်မှုကို T5 Wing Drone တပ်ဖွဲ့အမှတ်1814 Drone တရင် DSTNI နှင့်တောင်ညီနောင် Drone တပ်ဖွဲ့တို့ကပူးပေါင်းလှုပ်ဆောင်ခဲ့ကြောင်းသိရပါတယ်။ကျမိုက်သတင်းတင်ဆက်မှုကိုဒီမှာပဲရနာခွင့်ပြုပါရှင်။အားလုံးပဲရှင်လန်းချမ်းမြေကြပါစေရှင်။